ကေဘော့ရဲ့နှက်စင်ကျင်းပနေကြပွဲတော်ကြီးဖြစ်တဲ့မာမစုပေးဘွဲရဲ့အခြေအနေအရင်နှစ်တွေကဒိုင်းရိုက်လိုက်တွေနဲ့ပျော်စရာပွဲတော်ကြီးတခုလိုစီကားခဲ့တဲ့မာမဘွဲဟာယခုနှစ်မှာဟောင်ကောင်ရဲ့မီးလောင်မှုကြောင့်ပွဲတော်ကိုပြောင်းလဲချက်တွေနဲ့ဆီစဉ်လိုက်ရပါတယ်ပွဲကျင်းပမဲ့နိုဝင်ဘာ28နေ့ဆို6ရက်မတိုင်မီရပိုင်းအလုံးမှာဟောင်ကောင်မြို့ရှိလူနေအုံအဆောက်အုံတခုမှာလူအများအပြားတိုက်ဆုံခဲ့တဲ့အကြီးစားမီးလောင်မှုတခုဖြစ်ပွားခဲ့ပါတယ်ခင်ဗျာ ဒီအဖြစ်အပျက်ကြောင့်မြို့တော်တစ်ခုလုံးမှာဝမ်းထဲပူဆွေးမှုတွေဖြစ်ပေါ်နေပြီးတော့မမပွဲကိုဖျက်သိမ်းမလားရွှေဆိုင်မလားဆိုတဲ့မသေးချာမှုတွေရှိခဲ့ရမှာနောက်ဆုံးသတင်းတွေအရတော့ Amnet ကနေပွဲတော်ကိုမူလအချိန်တိုင်းပဲဆက်လက်ကျင်းပဖို့ဆုံးဖြတ်ခဲ့ပြီးတော့ပွဲတော်သဘောမျိုးမဟုတ်ဖဲနဲ့အခြေအနေနဲ့လာရောက်ညီထွေဖြစ်အောင်အခမ်းအနားကိုလျှော့ချသွားမယ်လို့သိရပါတယ်ခင်ဗျာဟောင်ကောင်မှာကျင်းပတဲ့ဒီနေ့ရမမပွဲဟာမိလာမူကြောင့်ဘယ်လိုအရာတွေပြောင်းလဲသွားမလဲဆိုရင်တော့တိဆုံသူများအတွက်ဝမ်းထဲကြောင့်တဝင်လွာလေးထဲသွင်းဖို့နမိနဲ့တက်ဆိုင်တဲ့အရာတွေကိုရှိုးတဲ့ကနေဖယ်ရှားဖို့စီစဉ်နေပါတယ်ခင်ဗျာ ဒါအပြင်ပွဲကြီးမတိုင်မီပုံမှန်ပြုတ်လုံနေကြရက်ကားဖက်အခမ်းအနားကိုဖျက်သိမ်းလိုက်ကြအောင်အတည်ပြုထားပါတယ်မမပွဲကိုကြီးညာထားတဲ့ရက်တွေအတိုင်းဆက်လက်ကျပါမှာဖြစ်ပေမဲ့မြို့တော်ရဲ့ဝမ်းနဲ့ပူဆွေးမှုကိုအလေးထားပြီးတော့အရင်ညွတ်တွေကလိုအလွန်အကျွံစီကားတက်မြိုက်ခြင်းပုံစံကိုတော့ရှင်းချသွားမှာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်ဖြောပြမှုများအတွက်မိတောင်မီရှန် FM များ၊မီးပန်းများ၊အနီယံဝက်စုံများနဲ့အခြားသောမီးနဲ့ဆိုင်သောဆင်းမြက်အပြင်ဆင်များကိုဖယ်ရှားရန်ဒါမှမဟုတ်အစားထိုးရန်အမှုပညာရှင်များနဲ့မန်နေဂျာများအားညွှန်ကြားထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါ။ပွဲကိုမူလတက်မှတ်ထားတဲ့အတိုင်းနိုဝင်ဘာ28ရက်နေ့29ရက်နေ့တွေမှာဟောင်ကောင်မှာရှိတဲ့ Asian World Expo မှာဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ။ရင်းမွှေ့ရတဲ့အကြောင်းရင်းကတော့ကမ္ဘာတဝန်းကနေလာရောက်ကြမဲ့အမှုပညာရှင်တွေနိုင်ငံရာခြားကတကူတကလာတဲ့ပြည်သက်တွေရဲ့ခီးစဉ်စီစဉ်မှုတွေစတဲ့အရာတွေကိုထက်သွင်းစဉ်းစားပြီးတော့ရစ်ရွှေဆိုင်ခြင်းကိုမပြုတော့ဘဲမူလအချိန်အတိုင်းသာဆက်လက်ကျင်းပဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အားလုံးစိုးရိမ်နေကြတဲ့ဓာတ်ရိုက်ထုတ်လင့်မှုကရမရှိဘူးလားဆိုတဲ့အဖြေကတော့ဟုတ်ကဲ့ပွဲကိုဓာတ်ရိုက်ထုတ်လင့်မှာပါခင်ဗျာ2025မမစုဝေးဝဲကိုမူလစီစဉ်တိုင်းနိုဝင်ဘာ28နဲ့29ရက်နေ့တွေမှာဓာတ်ရိုက်လိုက်ထုတ်လင့်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘယ်မှာကြည့်ရှုနိုင်မလဲဆိုရင်တော့မမရဲ့တရားဝင် Global K-pop platform တွေဖြစ်တဲ့ Amnet Plus ကနေကဘာအနှံ့ပရိသတ်တွေအတွက် Live Streaming 4K Resolution ဖြင့်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါအပြင် data live လိုက်ဖက်တဲ့ platform တွေဖြစ်တဲ့ HBO Max လိုမျိုး streaming ဝင်ဆောင်မှုတွေနဲ့ YouTube ကဲ့သို့သော channel တွေကနေလည်းဓာတ်ရိုက်ကြည့်ရှုနိုင်မှုအစီအစဉ်ထားပါသေးတယ်ခင်ဗျာ နောက်ဆိုရင် drama နဲ့ K-pop သတင်းလေးတွေကို K-pop ဆင်းရဲ YouTube channel မှာပဲ update လုပ်တော့မှာမို့လို့ YouTube channel လေးကိုလာရောက်ပြီးတော့ subscribe လာလို့ထားပေးပါအောင်လို့တရားခံလိုက်ပါတယ်ခင်ဗျာအားပေးမှုအတွက်အထူးကိုကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့ YouTube channel လေးကို YouTube ရဲ့ search bar မှာ K-pop stan CBA ဆိုပြီးလို့ရိုက်ရှာပြီးတော့ alert တွေကိုရှာဖွေပြီးတော့ subscribe လာလို့ထားလို့ရပါတယ်ခင်ဗျာ